မြန်မာနိုင်ငံဟာယာတီဥရုပြောင်းလဲခြင်းကြောင့်နှစ်စဉ်ထိခိုက်မှုရှိတဲ့အတွက်စိုက်ပျိုးရေးဆိုင်ရာမူလဝဒပညာရှင်တွေလိုအပ်တယ်လို့ပညာရှင်တွေကပြောကြားလိုက်ပါတယ်ဥထုံထုံသိမ့်သတင်းပေးပို့ထားပါတယ်ရှင်မြန်မာနိုင်ငံမှာမိုးလေဝသပညာရှင်စိုက်ပျိုးရေးပညာရှင်တို့ကျွမ်းကျင်သူတွေရှိနေပေမဲ့လည်းစိုက်ပျိုးရေးကိုယ်တော်တည်တံ့အထူးပြုတဲ့စိုက်ပျိုးရေးဆိုင်ရာမိုးလေဝသပညာရှင်ရှိဖို့လိုအပ်နေတာပါစိုက်ပျိုးရေးဆိုင်ရာမိုးလေဝသပညာရှင် မရှိတဲ့အတွက်လေယာဉ်တိုင်းဆိုင်ခင်တွေယာတိဝတ္ထုပြောင်းလဲခြင်းကြောင့်နေဆင်ထိခိုက်ပျက်စီးနေပြီး လာလီယောညီထွေတဲ့စိုက်ပျိုးရေးနည်းလမ်းပြောင်းဖို့လိုအပ်နေတာပါနိုင်ငံတကာမှာစိုက်ပျိုးရေးဆိုင်ရာမူလဝဒပညာရပ်ကိုတက်ရောက်နေကြပြီဖြစ်ပေမဲ့လည်းမြန်မာနိုင်ငံအနေနဲ့တက်တက်ရောက်တာမရှိသေးဘူးလို့မူလဝဒပညာရှင်ကပြောဆိုပါတယ်စိုက်ချင်ရုပ်ရှင်အသိဉာဏ်ယူဆစားပြီးရောက်မှုတွေလိုအပ်ပြီးဒီလိုအတွက်ကိုပေးရမှာကပညာရှင်အပြည့်ရတယ်စိုက်ပျိုးရေးပညာရှင်မူလဝဒစိုက်ပျိုးရေးမူလဝဒပညာရှင်ဘုမောင်းဟောတူအပ်ပြရတယ်ကျွန်တော်တို့တာဝန်ပေးနေမိတာ လေသမားကျွန်တော်တို့ကလည်းဒီ調査မှုကိုဒီနေဘုရားကလည်းဉာဏ်ကြီးကြီးကျွန်တော်ကလည်းဉာဏ်ကြီးစာရိုးပြည်ကဉာဏ်ကြီးကြီးစာရိုးရဲ့ဘုရားကလည်းဉာဏ်ကြီးကြီးကိုဒီနေကဘာလို့တင်တာလဲစာရိုးရဲ့ဘုရားကဉာဏ်ဆိုတာရှိတယ်ဒီစာရိုးရဲ့ဆိုင်ရာမူလဝဒပညာရနဲ့ကျွမ်းကျင်သူတွေကိုမွေးထုတ်ပေးနိုင်ဖို့အစိုးရရဲ့ကူညီထောက်ပံ့မှုကိုလိုအပ်နေပြီးတက်ဆိုင်ရာဝန်ထမ်းအနေနဲ့လည်းဒီဘာသာရပ်ကိုထည့်သွင်းဖို့မဖြစ်မနေ policy ရေးဆွဲတဲ့နယ်တို့နိုင်ငံတကာစိုက်ပျိုးရေးဆိုင်ရာအဖွဲ့တွေကပြောဆိုပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့ဒါလိုအပ်တယ်ဆိုတာကိုဟိုပြင်ပပေါ့ဒီကျမတို့အပြည်ပြည်ဆိုင်ရာအဖွဲ့တွေဥပမာကျမတို့ scholarship အဖွဲ့တွေရှိတယ်။ဒါကိုပတ်မိုးပေးပါလို့တောင်းဆိုဖို့လိုပါတယ်နံပါတ်၁။နိုင်ငံတော်အစိုးရရဲ့တောင်းဆိုမှုကအရေးကြီးကြီးပါတယ်။သက်ဆိုင်ရာဝန်ကြီးဌာနကနေဒါအရေးကြီးတယ် policy ဘိုင်းဆိုင်ရာမှာဒါကိုထောက်ပေးပါ။ဒီလိုမျိုးပညာရှင်တွေကျွန်တော်တို့ကိုညံ့ညမွေးထုတ်ပေးပါ။အခုလောလောဆယ်ကိုကျွန်တော်တို့ဒါလိုပါတယ်ဆိုတာကိုနိုင်ငံတော်အစိုးရတောင်းဆိုဖို့လိုပါတယ်။နေစင်ထုတ်ပြန်ချက်တွေရမြန်မာနိုင်ငံဟာ ဂရုတုပြောင်းလဲခြင်းကြောင့်ထိခိုက်နိုင်တဲ့ထိတ်ဆုံးဆယ်နိုင်ငံစင်းမှာဒုတိယနိုင်ငံဖြစ်သူရှိနေတာပါမြန်မာနိုင်ငံမှာရခိုင်အစိုးရလက်ထက်ကဂရုတုပြောင်းလဲရေးကိုအလေးထားဂရုဆိုင်မှုနယ်ပါခဲ့ပြီးတော့အခုအစိုးရလက်ထက်မှာတော့ပညာရှင်တွေပါဝင်တဲ့ပတ်ဝန်းကျင်ထင်ထင်ရင်းနဲ့ဂရုတုပြောင်းလဲမှုအမျိုးသားအဆင့်ကော်မတီကိုမကြာမီကဖွဲ့စည်းခဲ့ပါတယ်အဲ့ဒီဖွဲ့မှာပါဝင်တဲ့ပညာရှင်တွေကတော့ဂရုတုပြောင်းလဲမှုအသိပညာပေးလုပ်ငန်းတွေလုပ်ရမှာအစိုးရရဲ့ထောက်ပံ့မှုမဖြစ်မနေလိုအပ်တယ်လို့ပြောဆိုကြပါတယ်ကျွန်တော်ထွန်းထွန်းသိမ့်ပါ